နေထွန်းနဲ့ဟွာစုံနဲ့ကဗီဒီယိုတပုတ်ကြည့်တဲ့တန်းကနေနဲ့အချဆုံးကတော့ကျွန်တော်ပါကျွန်တော်ပြီးရင်ဒုတိယပူဆွဲတာတော့နော်ခေါ်ပါပဲကျွန်တော်လုံခဲ့တဲ့ဆယ်နှစ်ကတပ်ပုံတွေတော့ပြန်ကြည့်နိုင်တယ်ကျွန်တော်အောက်အောက်ခြေဘွားပဲရှိသေးတယ်အခုချိန်မှာကျွန်တော်နေရာတနေရာရအောင်စူးစမ်းနေနိုင်တဲ့အနေအထားလေးတခုဖြစ်လာပြီဟိုးညနေကျွန်တော်တို့ကလောင်မြိုက်ပြီးတော့အော်ဟစ်ခဲ့ခဲ့ရဆိုတော့လေအဲ့လို idea အထူးကြီးရကျွန်တော်တိတ်မလုပ်ချင်တော့လည်းပါတယ်မသိမသိอยู่ပါဘူးကျွန်တော် မကတ်တယ်ဘူးနော်ကျွန်တော်တို့ကတော့လုံးဝမကတ်တတ်ပါဘူးလုံးဝမကတ်တတ်တဲ့အပြင်ကိုကဟိုးမကတ်တတ်တာပါဆိုတော့ကမယ်ဆိုလို့ရှိရင်နေထွန်းနဲ့ဟွာစုံနဲ့ကဗီဒီယိုတပုတ်ကြည့်တဲ့အချိန်တန်းကနေနေအဲ့တော့ကျွန်တော်ကျွန်တော်တို့ကအခက်အခဲတွေဖြစ်နေရောကတဲ့ဟာသူများလို့မလှတော့ဘူးအဲ့လိုမျိုးပူကောက်ကွာရုပ်ဆိုးဆိုးကြီးတွေဖြစ်နေရောနော်အဲ့လိုမျိုးဆိုတာကြတော့ကတဲ့အပိုင်းမှာတော့ကျွန်တော်အားနေပါလေလို့လက်မြောက်ရှုံးပေးပါနေထွန်းနဲ့ဟွာစုံနောက်သမီးနောက်ခက်ကဒါမခစ်ကဲ့ ော်ပထမအောင်ဆုံး CV ဖြစ်တယ်အဲပြီးတော့ဟိုကျွန်တော်လာကန်လန်းတဲ့ချိန်မှာကျွန်တော်အာရုံဝန်တာပဲလက်ခံပြခဲ့တယ်ဒီတက်မှာတော့ကျွန်တော်ကအဲ့ဒီထော်မီဆိုတဲ့ကာရက်တာကနည်းနည်းများပွေတတ်တဲ့ပုံစံမျိုးနဲ့ဟာတဇလန်တွေပုံစံမျိုးဆိုတော့ဒီကတော့ကျွန်တော်သိမဆောင်မှုရဲ့ကာရက်တာတစ်ခုပါအဲ့ဒါလေအခုလည်းငါတယောက်တည်းပဲဘယ်သူမှမရှိဆွေတော့ဆွေတယ် ဒါပဲမဲ့ပြောအောင်တော့နေနေပါလေဒီလောကရဲ့ပြောလိုက်ပါမယ်အမှန်တိုင်းကဝန်ခံရင်လွန်လဲလွန်တဲ့အချစ်ဆုံးရင်နင်ပဲများရောက်လို့နေလေတကယ်ကိုပဲမင်းမရခဲ့နင်ခွဲခဲ့တော့ စီဖြစ်နေတော့လွန်းနေစေ right up when you are control train me တာပါပဲဗောနော်အဲ့တော့ဒါအများကြီးလိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်ဒါ romance လောက်ရဆိုတာလွယ်တာမဟုတ်ဘူးလေနောက်ပြီးတော့ romance romance လောက်တယ်ဆိုတာလဲ romance လောက်တဲ့လူကလည်းချောနေမှာဒါပေမဲ့ကျွန်တော်တို့ကကြတော့ရုပ်ကအဲ့လိုရုပ်ဆောင်မှာမပါဘူး ဟိုရုပ်ချမ်းနေမှာပါဘောနော်ပုံလည်းပြောအဲ့ဒါမျိုးနဲ့ရုပ်ချမ်းနဲ့ဟိုနေလို့လည်းမရအောင်လေဒါမှမဟုတ်အဲ့ဒါကြောင့်ကိုယ့်ပုံစံကဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတာကတော့ထိမ့်ပြီးလုပ်ရတာပေါ့နော်မက်ကီနဲ့သူဆောင်းတာလွတ်လပ်လပ်ပေါ့ပါပါနဲ့တန်ရှင်းမရှိဘူးမက်ကီက shooting break time အချိန်တွေမှာလည်းစကားပြောရနေရွှေထွေးရှိရဆိုတော့ခါကြတော့အဆင်ပြေပါပြီးတော့ကျွန်တော်ကလည်းဒီတိကျောင်းနဲ့ရင်းနေရဆိုလို့ရှိရင် ိတ်ပြီးကျွန်တော်လည်းအဲ့လိုပေါ့ပါပါပဲနေတတ်တာဆိုတော့လေအလုံးလုံးကအခက်အခဲမရှိပါဘူးအဆင်ပြေပါတယ်ဟုတ်ဒါမှမဟုတ်ခုနပြောသလိုလေဒါအခုတည်းအများကြီးစီနီယာဝန်ရဲ့တပိုင်းနဲ့တရုတ်ဆောင်တဲ့ခါကျတော့အမယွန်းနဲ့ရောတရုတ်ဆောင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ရှိတဲ့ပုံစံတိုင်းပဲကျွန်တော်နေတာပါပဲပေါ့ပါပါလွတ်လပ်လပ်ပဲနေတာဆိုတော့လေအခက်အခဲမရှိပါဟုတ်တော်မီစစ်တော်တော်လုံးမဆန်တဲ့ကောင်ပဲအခုငါနဲ့ကိုတကယ်ချစ်မိသွားတာဟာစစ်တမ်းတော့ဘယ်အဲ့အချစ်ဆိုအဲ့ဒါနဲ့နင်းပစံနဲ့မတန်ဘူးမပြောနဲ့မပြောနဲ့ ပရိသတ်တွေအားလုံးကတတိထားမိသွားပြီဆိုလို့ရှိရင်ဒီဇလန်တွေကပရိသတ်နဲ့အနီးဆုံးရောက်သွားတယ်လို့ကျွန်တော်တို့ကယူဆတာပေါ့နော်။အဲ့ဒါကြောင့်လေဇလန်တွေရိုက်တဲ့အခါမှာအန်ဆင်းပဲဗျ။ဇလန်တွေကပေါက်မလားမပေါက်မလားဆိုကြိုးပြီးတော့မသိနိုင်ဘူး။မမမျောလင်းလာတဲ့ကားလေပရိသတ်ရှင်တွေကိုရောက်လေရောက်သွားတယ်ဆိုတော့ကကြတော့ဒါချင်းပေါ်ဇလန်တွေဆိုလို့ကျတာဒရိုက်တာဒါဟိုကကိုပီဖြိုးနိုင်ကိုပီဖြိုးနိုင်ဆိုလို့ရှိရင်တကယ်တော့အောက်ခြေကတက်လာတဲ့လူတစ်ယောက်ပဲ။ဒါကျွန်တော်လည်းသိရနှစ်ပေါင်းများစွာရှားလိုက် မက်ဆီရှိမှရင်ဒရိုက်တာတယောက်ကိုဖြစ်လာပြီးတော့ဒါအခု next level တခုအောင်မြင်တဲ့ဇာလန်တွေတွေကားကြီးဒါချူချင်းတငယ်ချင်းတွေသူပဲရိုက်ကူးခဲ့တာဆိုတာကြတော့ဒါပြိသက်တွေပါဇက်ကနေပြီးတော့ဒီဇာလန်တွေနာမည်ပြောနေပြီဆိုတာနဲ့ပြိသက်ကသဘောကျလို့ပေါ့နော်သဘောကျလို့ဆိုတော့ခါကြတော့ဒါကျွန်တော်တို့နိုင်ငံမှာဒီလိုအောင်မြင်တဲ့ဇာလန်တွေပေါ်ပေါက်လာတာကျွန်တော်တို့ကဝမ်းသာစရာပဲလေအရင်တော့ဒါကျွန်တော်တို့ကိုရီးယားကားတွေထိုင်းတွေအဲတခြားဖိလစ်ပင်းဇာလန်တွေအဲ့လိုမျိုးကြည့်ရတာအခုမြန်မာဇာလန်တွေတွေအားပေးလာပြီဆိုတော့ next generation တွေ အခုမှတေးဥဆောင်ဆားလုံးမဲ့ညီလေးတွေညီမလေးတွေအတွက်ကအခွင့်အရေးတွေအများကြီးရပါဘူးဆားလုံးတွေပါတော့လူတေးဥဆောင်အများကြီးတေးဥဆောင်ရတာဘူးကားကြီးကြတော့တေးဥဆောင်နေတယ်ကားကြီးနေအောင်ရောက်ဖို့အတွက်ကြတော့ပိုပြီးခက်ခဲတာပါဆားလုံးတွေပေါ်လာခါကြတော့ဇလန်တွေမှာကိုရနိုင်တဲ့အပိုင်းကန္လာလေးကအတိုင်းတာတစ်ခုထိရောက်တဲ့ခါကျပြိတ္တသတိထားမိပြီဆိုတော့အဲ့တေးဥဆောင်တယောက်ကအောင်မြင်မှုကိုဟိုတက်လန်းနိုင်တာပေါ့နော်အဲ့တော့ဇလန်တွေတွေကဇလန်တွေတွေကဒါတက်တဲ့အမှုပညာ ညီလေးညီမလေးတွေကဒါ training ground မှာပဲပြောချင်တာတကူကအဲ့မှာများများသေရုပ်ဆောင်များများ ID နဲ့လုပ်လို့ရှိရင်ကားကြီးကိုတက်လာတဲ့အခါကျတော့ရှင်ပို့ပြီးတော့ quality ဖြစ်ပြီးတော့ကိုယ့်ကိုယ်ကို confidence ရှိနေမယ်လို့ကျွန်တော်ယူဆပါတယ်။လွန်ခဲ့တဲ့10နှစ်နဲ့အခုချိန်မှာရောက်ရှိနေတဲ့နေရာတွေကအများကြီးဝေးအောင်ပြေးလာနိုင်ကြပြီဖြစ်တဲ့ကြောင့်မို့ဒါအခုအနုပညာလုပ်ကိုစလုပ်မဲ့ ညီကောင်မောင်နှမရဲ့ညီလေးအတွက်လည်းဒါအားဖြစ်လိမ့်မယ်လို့ထင်တယ်။မဟုတ်လို့ရှိရင်ကျွန်တော်လွန်ခဲ့တဲ့ဆယ်နှစ်ကတပ်ပုံတွေတော့ပြန်ကြည့်နိုင်တယ်။ကျွန်တော်အောက်အောက်ခြေပွားပဲရှိသေးတယ်။အခုချိန်မှာကျွန်တော်နေရာတနေရာရအောင်စ조사နေနိုင်တဲ့အနေအထားလေးတစ်ခုဖြစ်လာပြီဆိုတော့ဒါအခုမှအနုပညာဆက်လုပ်မဲ့ညီကောင်မောင်နှမရဲ့လည်းကျွန်တော်တို့ကြည့်ပြီးတော့အားဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။နတ်သမီးနတ်ခတ်ဆိုတဲ့ဇလန်တွဲကြီးကကျွန်တော်တို့ BBTV မှာကြာတာပြီဖြစ်တဲ့ကြောင့်မလို့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်။ပါဝင်တဲ့တရုတ်ဆောင်တွေလည်းအများကြီး조사တာဖြစ်တဲ့ကြောင့်မလို့မိဘများအားလုံး ကြည့်ရှုပြီးပြုတ်ပြနိုင်ကြပါကြောင့်စုမောင်းအောင်တောင်းပန်ခဲ့ပါ